ဗီဒီယိုပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ပတ် Fan Plus အစီအစဉ်မှာတော့ပူရာအထူးဖိတ်ခေါ်ရတဲ့ညီမလေးက Nora ပဲဖြစ်ပါတယ်မင်္ဂလာပါဟုတ်နှကမ်းမွေးကြီးရယ်နဲ့သူကြိုက်တာမင်းသားဂျယ်လီရယ်တတူးသိကြိုက်တာလည်းလန့်ကြည့်ရင်အယုတ်သေးကြီးလိုပဲတိတ်မိုက်တဲ့ body structure နဲ့သူကတော့ကျမအကြမ်းချိုင်ပါပဲမိုင်းဤဖဲဤဖဲနှကမ်းတလန်ဘန်တလန်နဲ့ကွယ်ဒီသမီးစီးသီးလာသည်စီးသီး းသေးလာပြီဒီထဲမှာမိခွန်း10ခုရှိရပါတော့အဲ့လေးကိုနှိုက်ပြီးတော့ဖြည့်ပေးရမှာ ready ပဲလား ready ပါโอเคအဲ့ဒါမျိုးစီစဉ်နေရောအရင်ကလောက်ဘူးလား game ဆော့တဲ့ season လေးတစ်ခုတော့ဆော့ဘူးတယ်ဒါပေမဲ့အဲ့လိုတိတ်ပြီးတော့ဟိုအရန်စေးထိုးတဲ့ season တော့မပါဘူးပေါ့နော်ဒါတော့နည်းနည်းတော့စေးထိုးတဲ့ဟာလေးတော့ပါကောင်းပါမောပေါ့နော်မင်းကလည်းကျွန်တော်လည်းမသိဘူးပေါ့ ဟုတ်ဟုတ်အာအခုလက်တလောကနူရာတချင်းနှစ်ပုတ်ဇက်တိုက်ထွက်ထားရပေါ့နော်အဲတပုတ်ကအချစ်တင်ကန်းစာအဲနူရာရေးတယ်နူရာဆိုတယ်ပေါ့နော်ဒါနူရာတို့လူငယ်တိုက်ပေါ့နော်အဲဟုတ်ကျောင်းသူကျောင်းသားလေးတွေအတွက်နူရာရေးထားတာကိုရိုင်းလည်းတယောက်ဆောင်ထားတယ်อืมအဲဒါကိုရိုင်းတယောက်ဆောင်ထားတယ်ဟုတ်အဲအဲတချင်းလေးလက်ထွက်ထားတယ်ပြီးတော့တိတ်မကြခင်မဲ့ငါတို့နောက်အင်းလေးပေါ့နော်ပြန်ဆိုတေးလေးပေါ့အဲအဲ့ဒါလေးလက်တပုတ်ထွက်ထားရရှင်ဟုတ်အဲနှစ်ပုတ်လုံးတော့ထောင်ပြီးွားပြီဆိုလို့ရှင်စလိုက်တော့နော်မင်းကအမဖတ်ပြီးမယ်โอเค Okay. အဲ့မှာတော့မင်းကလူတယောက်ကိုတဲ့ရရဆက်ဆက်ညင်းခဲ့ဘူးလားအဲ um ညင်းခဲ့ဘူးပါတယ်ဟာညင်းခဲ့တယောက်လည်းဟုတ်ရဲ့အဲတယောက်ဟာကောင်းလေလေဟုတ်လားမဟုတ်လားညင်းခဲ့တာဟုတ်ရဲ့လားငါ့ကိုညင်းသွားလားပြန်စစ်လားအဲတက်ရောက်သေးပါဟုတ်ဟုတ်ကလေးဘွားတော့ပါဟုတ်ကလေးဘွားဟိုဟာចောင်းသားဘွားဆိုတော့ တခါမှရီစားလည်းမထားဘူးသေးဘူးအဲ့လိုမျိုးအသေးတန်လာကြိုက်တော့အဲ့တော့ကွယ်ကျွန်တော်တို့ခစ်တော့อ่ะဆိုလို့ရှိရင်ကိုနေတိုးတို့မိုက်အင်ဒရာဂျော်ဂျင်တို့လေအဲ့လိုအဖြေရဖို့အတွက်ကိုလေနှင်းစီပန်းနေအဲ့လိုဗဟေရီတွေဖတ်တဲ့ဇက်ကြိုက်တာခစ်စားရလေဆိုတော့အိုက်ကားရီကလည်းကိုယ်လည်းကြိထားဆိုတော့ဒီမှာပုတ်ကရီခိုင်းတာပေါ့မဟုတ်ကြိုက်လားပေါ့အဲ့ကြိုက်တယ်တကယ်ကြိုက်အဲ့လိုဖုံးပြီးပေါ့လားဆိုတကယ်ဝက်သွားတယ်မဖတ်လာတော့အဲ့တကယ်ဖုံးကြီးဖြစ်သွားတာတကယ်ဝက်သွားတာနောက်နေ့ကျတော့ဟိုအเจ้าကိုအဲ့လိုသင်္ကန်းကြီးပြီးရောက်လာအဲ့ အဘထွက်ပြေးအောင်တိကျဆောင်နေရရစလိုက်လားအော်ဒါပေမဲ့ကောင်းပါလေကုသိုလ်ရအောင်ပါတော့လားလူတိုင်ကောင်းပါလေတခါပဲတခါအဲ့တခါပဲအဲ့လိုပောက်ကရခိုင်းလိုက်တာတကယ်ဖြစ်တော့အမနောက်ဘသူနည်းဖြစ်ပဲအဲ့လိုကောင်းကောင်းပဲပြောတော့တယ်ပောက်ကရမခိုင်းတော့နော်ဟောနည်းနည်းပေါ့စိတ်ဝင်စားမဲ့ကောင်းလေးတော့နည်းနည်းတတိနာမဲ့မခိုင်းတော့ပါဘုံကြီးတွေဖြစ်တော့မယ်ကုကုသိုလ်တော့ရမှာပါနော်ဒါလည်းကုသိုလ်ရမှာကဲအဲ့ဆိုနောက်ထပ်မိကုန်းလေး ို့ဘွားမှာတဲ့အစိုးရဆုံးဝေဖန်တိုက်ခိုက်တာမျိုးတွေရောကြုံခဲ့ရဘူးလားတဲ့ဘယ်လိုမျိုးတွေလဲတဲ့အစိုးရဆုံးဆိုတာအရေးအဆုံးလို့တော့ပြောရမှာပေါ့အဲ့လိုပဲပြောရမှာအရေးအဆုံးပဲအာတို့ရောဟိုကပေါ့ရှောင်းတခြင်းထွက်တော့ဟာอืมตัวอะไรอยากจะไม่กล้าพูดอะไรชอบไปပြောနေอ่ะตู้มาจอกะลีเนี่ยเอาเนี่ยฮะတော့အဲ့တော့ဘယ်ကကလေးနှစ်ယောက်လဲပေါ့နော်အဲ့လိုမျိုးပေါ့နော်ဟိုကြံတဲ့ဟာဆိုလို့ရှင်တော့ဩဒါသူတို့အထင်မှားလဲဖြစ်ကောင်းဖြစ်မှာပေါ့ဟိုဒီဟာကြတော့ကွာဒီလားအဲ့လိုမျိုးကိုကမကောင်းလို့ပြောလိုက်လို့ အန္တရာအလိုနမေဖြတ်တဲ့ဟာတမျိုးပေါ့နော်ဆိုတော့ရီးရတာပေါ့နော်အိမ်မှာအမေတို့နဲ့ပြောပြောရီးကြရလေးတဲ့အမေတို့ကလည်းရီးဒါကြောင့်စိတ်ဆိုးစရာမကောင်းတော့ဘူးကွာအလိုအရန်ဟာတအားဖြစ်သွားတာအဲ့တော့ဆိုတော့အလိုတင်ပြီးတော့မေးရပါတော့ဟဲ့ခလေးညောက်ကဘယ်မှာတော့ငါလည်းပြောကြအောင်ပေါ့ငါမွေးတာငါမသိဘူးမသိလို့နည်းနည်းပြောပြအောင်ဘယ်သူလဲပေါ့ဘယ်နားလေးမှလဲပေါ့မွေးရနော်အနောက်ကကျွန်တော်နိုင်ပြီမယ်ဟုတ်ကဲ့နော်โอเคကျောင်းလုံးကတဲ့အမှတ်တရရှိခဲ့တဲ့အဖြစ်အပျက်တစ်ခုပဲအဲ ကျောင်းတော့အဲလိမ်မာတဲ့လူဆိုတော့အဲစတော်ဘယ်ရီတန်းတာပေါ့စတော်ဘယ်ရီတန်းမှထိုင်တာလေတို့ကဆိုတော့အဲ့လိုတော့အရင်ဆိုးဆိုးရွားအမှတ်တရတော့မရှိဘူးပေါ့နော်အဲ့အဲ့ဆိုးဆိုးပထမဦးဆုံးဖြစ်ခဲ့တဲ့အဖြစ်ပြက်ကအမှတ်တရပေါ့ဒါကျောင်းသူဘဝကွယ်တော့တော်တော်လေးငယ်သေးတယ်အဲ့ဘဝမှာပထမဦးဆုံးအားရေးစကားပြောခံရဘဝမှာပထမဦးဆုံးပဲအဲ့ဒီဟာကိုအဲ့ပြောတော့တငယ်ချင်းနေဆိုရှင်အကုန်လုံးကွယ်အာဟိုဟာတွေပေါ့ရေးစားတွေရှိတယ်အဲ့လိုအရင် popular ဖြစ်တဲ့ main ကလေးတွေပေါ့နော်နော်ဒါတယောက်ပဲအဟိုမှာဖြစ်တာပေါ့ တော့အဲ့လိုလူတွေကြားထဲမှာမှကိုယ့်ကိုပထမဦးဆုံးလာကြိုက်တဲ့တရားအဲ့တရားကိုကိုအဲ့လိုပြောလိုက်တာတကယ်ဖုန်းကြီးကိုသွားတာတခန်းလုံးသိရတခန်းလုံးသိပြီးအကုန်လုံးအဲ့လိုပေါ့နော်ဟာဟာတာဖြစ်သွားတာပေါ့နော်နင်းဘာလို့အဲ့လိုခိုင်းလိုက်တာလဲဆိုပြီးရလေအဲ့ဒါတော့တကယ်အဖြစ်ပြောအမှတ်တရပါဟုတ်အဲ့ဒါလည်းပတ်သက်ပြီးတော့တချင်းနေပိုင်းထွက်လာဖို့ကအဲ့လိုမျိုးစဉ်းစားဟဘူးလားမစင်စားဘူးဆိုအရင်ငယ်သေးတယ်လေအဲ့တော့ feeling ကကြောင့်မရှိတော့ဘူးမရှိတော့ဘူးဆိုတော့ဒါကကိုကသာဩငါလှုပ်လိုက်လို့ယောက်ျားလေးတိကျဖုန်းကြီးဖြစ်သွားမှုတယ်ပေါ့အဲအဲ့ဒါအဲ့ဒါလောက်ပဲကြံခဲ့တော့တာ โอเคဟာအချက်နဲ့တဲ့အမှုပညာရဲ့တခုဝဲရွေးရမယ်ဆိုဘာရွေးမှာလဲอืมเออမဟုတ်အဲ့ကြတော့မဟုတ်သေးဘူးလေအဲ့လိုရတော့မဟုတ်သေးဘူးလေเนาะအချက်နဲ့အမှုပညာနဲ့ကနှစ်ခုစလုံးကဘယ်လိုရမလဲအမှုပညာဆိုတာထဲကျွန်တော်တို့ကြတော့ဝါသနာပေါ့เนาะဝါသနာပါရအောင်လုပ်တဲ့ဟာက နှလုံးသားသွားတဲ့နောက်ကိုလိုက်တာကွယ်သိလားအဲ့လိုပဲအချစ်ဆိုတာကလည်းနှလုံးသားရှိတဲ့နေရာမှာမှဖြစ်တာဆိုတော့အဲ့နောက်ခုစလုံးကတလန်းနဲ့ဖြစ်နေတော့ရွေးစရာမလိုဘူးတော့တော့ချက်တာထတ်တူကြနေရောပြောချင်တာအဲ့ဒါဟဲ့ရွေးဖြစ်တတ်တယ်နော်မဟုတ်လေဒါတိုက်ဆိုင်သွားတော့ဩညာမှာအဲ့လိုမျိုးဘယ်လိုပြောမလဲဝါသနာပါတဲ့သူကိုပဲရွေးချက်မယ်လို့ပြောချင်တာလားအဲ့လိုလည်းဖြစ်နိုင်တာပေါ့ဘာလို့လဲဆိုတော့အစကတည်းကပြောသလိုပေါ့နော်တော့ဝါသနာပါတဲ့နေရာကိုသွားမှာကွာ အဲ့လိုပဲအချက်ကလည်းနှလုံးသားရှိတဲ့နေရာမှာပဲရှိတာဆိုတော့နှစ်ခုစလုံးကွာတနေရာထဲမှာစုံနေဘူးလားအာအဲ့တော့စုံနေတယ်ဆိုလို့ရှိရင်အဲ့လိုပဲဖြစ်သွားနိုင်ပါတယ်ဒီလမ်းကြောင်းပေါ်ပဲပေါ့ဖြေတတ်တယ်သူတအားအရန်တတ်တယ်နော်ချင်းဆိုတချင်းရေးအဲဘယ်လိုပဲစကလုံးကျွဲသူမို့လို့လားတော့မသိဘူးပေါ့တော့အဲဟုတ်ပါပြီအဲ့ဒါနောက်ထပ်မေးခွန်းလေးထွက်ခဲသမျှထဲမှာတဲ့အမှတ်တရအဖြစ်ဆုံးတခြင်းမဖြစ်မနေအမှန်တရတော့နော်တခြင်းအကောင်လုံးကလေအမှတ်တရကြီးအများကြီးပဲဘာလို့ဆို ရာနဲ့အဲ့လိုလေ music video ရိုက်ပြီဆိုတော့လေရိုက်နေကြအဲ့လို production နေရောအဲပါရပေးရလူတွေရောဗောနော်အကုန်လုံးကလေတညတညထက်လက်ခံထားတာနော်တခြင်းဆိုတခုမဟုတ်ခုလွဲရမှာအမြဲလွဲတယ်အဲမနေ့ဖြန်လို့ရိုက်မယ်ဆိုရင်ဒီနေ့လို့လွဲရင်လွဲဒီနေ့လို့မလွဲဘူးဆိုရင်မနေ့ဖြန်ကိုကောင်းကောင်းကြီးတတိထားတော့မနေ့ဖြန်မှာအကြီးလွဲတော့အတကယ်အဲအခုနောက်ဆုံးဒီအချက်တင်ကားတာဆိုလို့ရှင် မနက်ဖြန်လို့ရိုက်တော့မယ်ဒီနေ့ည7:00နာရီလောက်ထိမအိပ်သေးဘူးတခုမှမလွဲသေးဘူးအကုန်လုံးအစင်ကိုချောနေဟာအစင်ပြေလိုက်တာအရန်အစင်ပြေနေတယ်ပေါ့မနက်ဖြန်ကျတော့အားလုံးကွက်တီပဲဖုန်းနေတယ်လို့အကုန်လုံးဆက်ပြီးတော့နော်ဟိုအကုန်လုံး remind နေလို့ confirm နေလို့မနက်သွားတဲ့အထိအကုန် okay တယ်မနက်9:00နာရီစရိုက်မယ်ဘယ်သူမှဖုန်းခေါ်လို့မရတော့ဘယ်သူမှဖုန်းခေါ်လို့မရတော့တယောက်တည်းတည်းလာကြောင်းတော့ငါဘာဖြစ်သွားတာလဲငါပဲရက်မားတာလားပေါ့ ားလွဲတော့လေသူလွဲတဲ့ဟာကြီးကွာအစင်အလိုက်လိုဖြစ်နေတော့လေအဲ့တော့နောက်ဆုံးတကယ်လို့များအဲ့ဒီရိုက်တဲ့နေမှာမလွဲဘူးလားတချင်းထွက်တဲ့နေမှာလွဲတယ်တချင်းထွက်တော့မယ်ဆိုမျက်ရည်နဲ့မျက်ခွတ်တချင်းဒီနေ့လို့ထွက်တော့မယ်ဆိုရင်လုံးဝအဲ့လိုတခုမဟုတ်တခုပေါ့နော်အငြဲတဲ့မျက်ရည်နဲ့မျက်ခွတ်ဆိုတော့အမှတ်တရဆိုတပုတ်တည်းမဟုတ်အပုတ်တိုင်းပြောလို့မကုန်တော့အဲ့လိုဖြစ်နေမှာဟိုပြောလို့မဟုတ်တကယ်မျက်ရည်နဲ့မျက်ခွတ်ဖြစ်ခဲ့ရတဲ့တချင်းတွေလက်ရှိသလို ဲ့လိုပေါ့နော်ရိုက်ခံပြီးမှဒေါသဟာတိတာပြဿနာပေါင်းစုံတက်ပြီးတော့ရိုက်ထားတဲ့ချင်းနေလည်းရှိတယ်။အဲ့အဲ့လိုတွေပဲအကုန်လုံးကဒါပုံတိုင်းမှာဒါသွမ်းပြနေအောင်ပေါ့နော်။အဲ့တော့အကုန်လုံးတညီတည်းနိုရာဆိုရင်အကုန်လုံးသတိထား။တခုခုလွဲတော့မယ်။အဲ့အဲ့လိုမလွဲသေးဘူးလား။ဘာဖြစ်လို့မလွဲတာလဲအကုန်လုံးအဲ့လိုစောင့်ကြည့်။မလွဲရင်တော့ထူးဆန်းနေလို့ဖြစ်နေ။ကိုယ့်အကိုလည်းတအားထူးဆန်းဘာမလို့ငါဘာလို့မလွဲရလဲ။ဒီနေ့ဘာလို့တခုမှမလွဲသေးတာလဲအဲ့လို။ဒီနေ့လည်းလွဲရယ်နော်။လွဲတယ်။ဟုတ်တယ်ဒီနေ့လည်းလွဲတယ်ဗျာ။ရိုက်ကွင်းနဲ့ကြိုးပေးတာ။အင်းအဲ့အဲ့လိုအမြဲလွဲတာ။အဲ့နိုရာထုံးစံ။အမြဲတမ်းထုံးစံ။ ကဲဟုတ်ပါပြီအဲ့ဆိုတော့မေးခွန်းလေးပေါ့နော်အဲ့ဒီနေ့ကျမလည်းကံကောင်းလို့တွေ့ရတာချင်းဆိုတာဟိုတဲ့ဘလို့စပြီးတော့ဝါသနာပါသွားတာလေတဲ့ချင်းဆိုတာဘလို့စပြီးဝါသနာပါတာလေဆိုတော့ဟာသဖြေရမလားအတီဖြေရမလားနှစ်ခုလုံးဖြေရမလားအဲ့ဆိုတော့ဟာသအရင်ဖြေပြမယ်နော်အဲတော့ဟိုတော့အမျိုးတွေရောပေါ့နော်အကုန်လုံးကဆိုတော့ဖြစ်မယ်လို့တော့ငငယ်လေးကတည်ကြတယ်ဩအင်းအကုန်လုံးကကြိုပြီးတော့မှန်းထားတာဘာဖြစ်လို့လဲဆိုတော့တော့ဘွေးတော့ကတော့ဟွာပေါ့ သုံးပါ။ဩသုံးပါ။ကျတော့နွားအကိုမွေးတော့ဆရာဝန်တွေကနွားငိုတောင်မကြားရအောင်။မကြားရတော့နွားကိုမိုက်တက်ပေးထားတယ်။အဲ့လိုဖန်ပေါင်းကြောင်တွေမှာမိုက်တက်ပေးထားတယ်။အဲ့ဒါကြောင့်မလို့အကုန်လုံးကကြီးလိုက်ဆိုတော့ပြမငငယ်လေးကငိုတန်းတော့မိုက်နေတယ်အဲ့လိုမိုက်နေဆိုတော့အဲ့ဒါငငယ်တဲ့ဝါသနာပါရပဲပြောရမှာပေါ့ကွာမွေးကလေးကအမေဝမ်းတွေကထွက်လာကလေးကမိုက်ကလေးတက်မိုက်တက်ပြီးမွေးလာစတာပါအာအတီဆိုရင်တော့ဟွာလောက်ပေါ့ဒါကောင်းကောင်းသိတဲ့စာဆိုတာပေါ့၈တန်း၈တန်းလောက်မှာ မရတော့ဆိုပဲဆိုကြတော့တာတချဲပဲဆိုကြတော့တာငငယ်တော့ကျတော့အိမ်မှာဒီတိုင်းတယောက်တည်းနေရတာများတော့ကျတော့မြင်တဲ့အခွေတွေဖွင့်ပြီးတချင်းနေဆိုအော်ဆိုတဲ့ပေါ့နော်ဒီတိုင်းမှာအော်ဆိုတာပဲရှိတာခဏတန်းလောက်ကျတော့ပူကထိန်လို့မရတော့ဇာလဲစိတ်ဝင်စားတော့တချင်းမှာတချင်းဖြစ်သွားတာဟုတ်အဲ့တော့အိမ်ရောအဲ့လိုမျိုးရိုးတွေပါရှိလားမျိုးရုံတော့မရှိဘူးဒါပေမဲ့အဖေနဲ့အမေကတော့တအားဝါသနာပါတာတချင်းနေဆိုကြမှာပေါ့အဲ့လိုအိမ်မှာမိုက်ခဲအာအဖေကမိုက်ခဲအဖေကလုံးဝမိုက်ခဲဟိုက အိမ်မှာဆိုလို့ရှိရင်လည်းမသိရင်လေဟိုမင်္ဂလာဆောင်မှာပေါက်ငှားစားတဲ့အိမ်ကြနေရပဲသူတချမ်းဆိုပေါက်တွေဆင်ထားတာအာအများကြီးပဲအဲ့လိုပပအိမ်ပပလည်းဆင်ထားတာအဲ့လိုပဲပြီးတော့အတန်ချိန်နဲ့ဆက်ကိုမျိုးစုံမိုက်ကိုမျိုးစုံဘာလို့လဲဘာလို့လဲမဟုတ်ဘူးသူကသူအဲ့လိုတချမ်းဆိုအတွက်ကိုစုထားတာတိတက်အဖေမရှိတော့မှအိမ်မှာကာရာအိုကေဆိုတဲ့အကျင့်တော့အဲ့လိုပျောက်သွားတာအခုအဲ့ ဲ့လိုအမိဘတွေကဒီလိုမျိုးပဲပိုးသွင်းပေးခဲ့ရလို့ပဲပြောရမှာပေါ့နော်အအဓိကအဖေနဲ့အမေပေါ့အဖေနဲ့အမေကလည်းသူတို့ကအဲ့လိုမျိုးလူငယ်တီးဝိုင်းမှာတွေ့ပြီးတော့အဲဖူးစာပါတာဆိုတော့နော်နှစ်ယောက်လုံးပိုးပါလာတာပေါ့ဟုတ်ဟုတ်ပါပြီအဲ့ဒါဆိုလို့ရှိရင်ပေါ့နော်တချင်းရေးတာကြတော့အဲ့ဆိုတော့ဟိုဝါသနာပါတဲ့အချိန်မှာပဲရေးဖြစ်တာလားအဟုတ်တချင်းရေးတာကတော့အမှန်တကယ်တော့ဝါသနာလည်းမပါဘူးဆိုပဲဆိုချင်တာကိုကဝါသနာက ပါသွားတာမဟုတ်ဘူးဗာလဲဆိုတော့ငွေကတချင်းစပြီးတော့ဆိုတော့ဟိုတချင်းကဝယ်ဆိုရတာကိုငွေဆရာဆရာဒယ်ရီတန်တန်စေးစီကနေပြီးတော့ဝယ်ဆိုရတော့ဈေးကြီးရလေတိလားအရင်ဈေးကြီးရပါဆိုတော့ငွေတချင်းကကြတော့အဲ့လိုကိုယ့်လောအားကားနဲ့စုပြီးလောက်ရတာဆိုတော့လေတလားတလားအလင်းမမီဘူးကွာတနှစ်မှတပုတ်ဆိုတော့စင်မပြေဘူးစင်မပြေတော့ငါဘာလောက်လို့ရမလဲငါလည်းရေးကြည့်မယ်ပေါ့အမဆမ်းပြီးရေးကြည့်ရင်းနဲ့သူကအဆက်အဟတ်တည့်သွားတာ 哦တကယ်အဲ့လိုမျိုးပေါ့နော်노라တချင်းရေးရအကြောင်းအရာလေးတွေနည်းထူးဆန်းတယ်ကွာကျွန်းဟာလေးဆိုဥမာဖဲတချင်းတို့ပါလို့ဆိုလို့ရှင်လည်းထူးဆန်းလေးဆိုတော့အကြောင်းမကြည့်ကြည့်ရပါတော့ဝါသနာအကြောင်းပဲသမီးဖြစ်သွားတာဟုတ်ဘူးဝါသနာတော့မဟုတ်ဘူးတကယ်တေးရေးကဈေးကြီးလို့ကစင်းနေတာကဲဆိုတော့နောက်ထပ်မင်းကလေးတားလိုက်ပါမယ်ကိုသဘောမကျတဲ့ music အမျိုးအစားဆိုလို့ရှင်ဘာဖြစ်မလဲတဲ့ဘယ်လိုရှိတာ노라ကသဘောမကျတဲ့ music အမျိုးအစားရေလို့တော့မရှိဘူး노라ကငငယ်လေးရလို့တချင်အောင်အစုံနားထောင်ရတာ အစုံနားထောင်ရတော့လေအဖေကကွာဥမာတချင်းကြီးတွေလဲဆိုရကွာဥမာသိရမလားအာအမေတဲမှာပြောတော့စကားတို့အဲသိရမလားပိုးကြိုက်ဒီပန်းတို့အဲ့ဒါတွေအစားနားထောင်လာကွာဆိုတော့ဟုတ်လို့မကြိုက်တဲ့ music အမျိုးအစားမရှိဘူးကွာ music type အကုန်လုံးကလေသူ့အနေနဲ့သူကောင်းတဲ့အချက်ကလေးတွေပေါ့နော်ဟိုဒါမဆိုဖြစ်တဲ့အမျိုးအစားအမျိုးအစားပဲရှိတယ်ကွာမကြိုက်တဲ့အမျိုးအစားရတယ်လို့မရှိဘူးမဆိုဖြစ်တော့ဘူးဆိုတဲ့အမျိုးအစားကြတော့ဘာမျိုးဖြစ်မလဲ လောလောဆယ်တော့နော်အတန်တည်းက rock ကမလိုက်ဘူးပေါ့နော်ဟိုမတ်တယ်ပေါ့အဲအဓိကအဲ့ဒါတော့မဆိုပြဖူးတဲ့မဆိုပြလောက်မဆိုလည်းမဆိုနိုင်ဘူးလေချောင်းကမတ်တယ်ကတော့ဟုတ်တယ်အဲဆိုတော့ဆိုကြည့်နေတာပေါ့နော်ငငယ်တော့ကတော့အဲ့လိုပြိုင်ပွဲဝင်တော့ကကြတော့သူကသူများမဆိုတဲ့မျိုးအဆောင်ဆိုရင်အမှတ်ပိုရတယ်ခက်ခက်ခက်ခဲကိုဆိုလေအမှတ်ပိုရတယ်အမှငါတို့ဟိုဥတော်လုံးတချင်းနဲ့နော်ချစ်ဦးမင်းနဲ့ပြိုင်မယ်လှုပ်လိုက်သေးတယ်လှုပ်လိုက်တော့ဘာဖြစ်လဲဆိုတော့သူကအဲ့လို ခရက်တုံးလေးနည်းနည်းပိုင်ပို့လှတယ်ပေါ့နော်ဆရာကြီးကအဲ့လိုပြောပြောတော့အိမ်မှာအဲ့ခရက်တုံးကျင်တာဘလို့မှကျင်လို့မရဘူးကျင်လို့မရဘူးတော့အတန်မှနာသွားတယ်ဒါပေမဲ့အဲ့ဟာမဖြစ်လာဘူးအမငါနဲ့မအဆက်တဲ့အမျိုးအစားရှိသေးတယ်အကိုအဲ့ဘယ်လိုပဲအတန်ကာလာတို့ဘာလို့ပုံမှန်လဲမူတီအောင်မှာဗောနော်ဟုတ်တယ်ဟိုအဲ့ဒီခရက်တောင်းကကြာလဲသူကမွေးရပါလှတဲ့လူမှလည်းလှတာလေအဲ့လိုလှုပ်ယူလို့မရဘူးတဲ့ဟုတ်ဟဲ့လေဘင်းနာနေတယ်လို့လို့အတန်ဝင်နေတယ်လို့ဖြစ်နေလို့ဖြစ်နေတယ်ဟုတ်တယ်အဲ့လိုအဲ့လိုမျိုးလေးတမင်တကာနာအောင်လုပ်ပြီးတော့အဲ့ချီဦးမေတရှင်ကိုစိုးကြည့်သေးတယ် ဒါမလှဘူး။ကွဲတော့ကွဲတယ်ကွာအတန်ကြီးကအတန်နာနေတာမှန်အကုန်လုံးသိတယ်။အဲ့လိုဟဲ့ခရက်တုံးလေးနဲ့လှလိုက်တာလို့ဘယ်သူမှမပြော။ဟုတ်ပါဘူးရာဆိုတာနောက်ထပ်မင်းကုန်းလေးတားလိုက်ရအောင်။ဟုတ်ညံနေနော်။ဟုတ်တယ်ညံနေ။စကားပြောလို့လည်းရန်ကောင်း။ကိုရဲတဲ့မကောင်းတဲ့အကျင့်တစ်ခုဆိုဘာဖြစ်မလဲ။အာအညှို့ကြည့်ရ။ဟော။ဒါတအားအညှို့ကြည့်ရ။အမ်မမေဘူး။နော်ကိုဥမာဝဲအာတချင်းနေမလောက်ခင်ကကိစ္စပြောဥမာနော်ကခလေးဘွားကိစ္စပဲဖြစ်ပေါ့နော်။ တော့အဲ့လိုစိတ်ထဲမှာနာလောက်အောင်ပြောတဲ့သူဆိုတော့ဘတော်မှမမေးအခုချိန်ဒီလည်းမမေးဘူးအဲ့လိုကြုံရင်ကြုံတဲ့နေရာမှာဘာမှတော့မလုပ်ဘူးပေါ့နော်ဒါပေမဲ့ကြုံကြိုက်ခဲ့ဆိုတော့အဲ့စကားကိုအဲ့လိုပြန်ပြောရမှာကြည်နေတာနေကအဲ့လိုပြောခဲ့ရမှတ်မိလားအဲ့အဲ့လိုမျိုးပေါ့နော်ဆိုတော့မန္တလေးပြောရတော့မရင်ကျက်တာပေါ့နော်နော်ကမရင်ကျက်တဲ့စိတ်ရှိရပေါ့ဒါပေမဲ့ဟိုအဲ့အချိန်ကပြင်ပြင်ဖို့တော့ကြိုးစားတယ်တကယ်နော်ကလေအခေါက်ကပြင်ဖို့ကြိုးစားဒါပေမဲ့လည်းအဲမရဘူးနော်ကစိတ်ကအရင်အညှို့ကြည့်တယ်ပြီးတော့နော်က အညိုကြီးတဲ့ဟာကြီးကအဲ့လိုလေကိုပဲပင်ပန်းတာလေးတည်လာအဲ့ဒါကြီးကအဲ့လိုချင်းမှာဆိုလို့ရှိရင်တော့အညိုကြီးလားอืมကြီးရောနွားအဲ့လိုကနွားဘသူ့ပုံမှာနွားငငယ်ကလေးကအဲ့လိုစိတ်ကကြောက်ဘသူ့ပုံမှာမအဲမကောင်းမကြံဘူးပေါ့နော်အဲစိတ်ဆိုးအောင်လည်းမလုပ်ဘူးနွားကလည်းစိတ်ဆိုးအောင်လာမလုပ်နဲ့ဥမာနွားဘသူ့မှာနာအောင်မလုပ်ဘူးနွားကလည်းနာအောင်လာမလုပ်နဲ့နာသွားပြီဆိုတော့အဲ့ဒါဘလိုနီးနေဖြစ်ဖြစ်လက်စားချေရမှာအဲ့လိုမျိုး သူအခြေရေးဆိုလည်းထုံနီလကောင်းပဲပေါ့နော်ကျိုးလိုက်တာကိုအေးစင်းနေရယ်ကိုအေးစင်းနေတော့ကိုအေးစင်းမနေဘူးလားရတယ်ရတယ်ရတယ်အဲ့တော့အဲ့လိုခုလောက်ဝဲကြံတော့တယ်ပါလိုက်ပါမယ်တေးဥဆောင်ဘက်ကိုရတဲ့ကူးဖို့အစီအစဉ်ရှိလားတဲ့မရှိတော့ဘူးထင်တယ်မရှိတော့ဘူးဆိုတာဘာဖြစ်လဲဆိုတော့ငါကြောက်ငငယ်ရအလိုလေးရုပ်ရှင်အရန်ကြိုက်တဲ့လူတွေမှာပါတော့လေမင်းသားမင်းသမီးဆိုတော့အဲ့လိုမျိုးလုံးထဲမှာချောနေရမယ်ပေါ့နော်ဒါပေမဲ့ကိုကိုကြည့်ရင်လေတနည်းအားမကြိုက်ဘူးအားကြောင့်ဖို့လို့ ဲ့လိုကကိုမျက်နှာကြီးကိုသူမျိုးကိုပြရမှာလဲလေအဲ့လိုအားနာတယ်ဟုတ်ဟဲ့တမျိုးပဲအားနာလို့လေကိုလဲဟွာချောချောလှလှလေးကြည့်ကျင်တယ်လေးကြည့်လားဟာမင်းသားလေးကဥမာကထထမိုးကိုငယ်အရန်ကြိုက်တာဟဲ့ချောလိုက်တာမှုံညာပဲပေါ့အဲ့တော့ဆိုကိုရိခက်သာလို့ဥလွင်မိုးဟာချောလိုက်တာပေါ့နော်ဟုတ်တယ်အကိုလည်းလည်းကြာခလေးရကြီးဟဲ့ရုပ်ဆိုးလိုက်တာအဲ့လိုအဲ့လိုမဖြစ်စေချင်ဘူးအဲ့ဒါကြောင့်မလို့မလုံလောက်ဖြစ်လာဘူးဟုတ်ဒါပေမဲ့ music video တွေမှာတော့ဝင်ကိုယ်တိုင်ပဲဝင်ပြီးကတဲ့တယောက်ဆောင်တဲ့အဲ့လိုမျိုးတွေရောရှိရပါတော့ဆိုတော့ အဲ့ဒါကကြတော့ဟိုဘလို့အကြောင်းတရုတ်ဆောင်ဖြစ်သွားရလဲတရုတ်ဆောင်ကဈေးကြီးလို့မပြောဘူးလားမသိဘူးမနက်မနက်ဟုတ်ပါအဘဘလို့လဲဆိုဈေးကြီးလို့မဟုတ်ဘူးကွယ်အဲ့လိုပြောရင်နွားကက်စီတအားနဲ့လို့ထင်လွဲသွားမှာဆိုရယ်ကက်စီနဲ့ကမဟုတ်ဘူးဘာလို့လဲနွားပြောသလိုပေါ့နွားကအောက်ခြေကနေတက်လာရတဲ့လူဖြစ်တယ်အာလာခစားဝန်ထမ်းကနေပြီးတော့ဒီတချင်းကိုလှုပ်ရတာဖြစ်တဲ့အတွက်ကွာတချင်းတီလုံးမိုးနဲ့သိရမလား music video ရိုက်မဲ့အဖိုးနဲ့ အဲ့အဲ့အနေနဲ့တော့ကွာအတိလာလာလာကစားဝင်နေတရားဝင်နေနေရလေနည်းနည်း struggle အယုံခံရတယ်6လလောက်တပုတ်တော့မသေးကြဘူးကွာတနှစ်မှတပုတ်ဆိုတော့အဲ့တော့စဉ်းစားလိုက်တယ်ငါဘာချုံလို့ရမလဲအမှချုံလိုက်တာစပြီးတော့ရိုက်တော့အဲ့လိုချုံလိုက်တာပေါ့နော်ချုံလိုက်ရာကနေပြီးတော့နောက်ကြတော့အဲကို music video မှာကိုမျက်နှာကိုအဲ့လိုမျိုးပြတ်ရတော့ပို့သဘောကျသွားတာသချင်းတဲ့လူနဲ့လည်းတွဲမှတ်မိအဲအဲ့လိုအဲ့လိုပေါ့နော်အဲအဲ့လိုလေးလေဟိုစိတ်ကအတွေးလေးဝင်သွားတာပေါ့ဟိုဥမာနော် အဦးရဲ့ကလေးမောင်လေးကမမမာတော့ကနော်ကိုတိတ်တတိမထားမိရင်တော့နောက်တစ်ပုတ်ထွက်လာတဲ့အခါကျတော့ဒီကောင်မလေးမြင်မှုတယ်ပေါ့အဲအဲမြင်မှုတယ်ကနေပြီးတော့အဲနှစ်ပုတ်ရှင်လဲရှင်ပြီးတော့အော်တူတူတူပေါ့အဲလိုမျိုးဆိုတော့ပို့အဆင်ပြေတာပေါ့ဟုတ်တယ်နော်နောက်ဆိုကျွန်တော်လည်းရှင်းထုတ်လို့ကိုယ့်အကူမတိုးဆောင်လိုက်ဟုတ်အဲ့ဒါလေတကယ်မှန်တယ်ဘာလို့ဆိုတော့ချိုးကြချင်းအတာပောက်သွားတယ်လူမသိလိုက်တာမျိုးရှိရပေါ့ဒါဘသူဆိုရလဲမသိဘူးဒါပေမဲ့ကိုကြကိုကိုယ်တိုင်ဝင်တယောက်ဆောင်ထားတော့ဘာပဲဖြစ် သိရပါဗောအဲ့ကိုကိုရံခွေမိတယောက်ဆောင်တာတော့မှပဲနိုရာမျက်နှာ music video တပုတ်မှာတရုတ်ချင်းလို့လေမမှတ်မိကြအောင်အခုထိလည်းတချို့ဆိုလို့ရှိရင်လေနိုရာနဲ့တူတယ်နော်အဲ့လိုတူတယ်နော်ပဲနိုဟဲဟိုမှာနိုရာလို့သိရတဲ့လူကအဲ့လိုလက်ချိုးရလို့ရသည်ဘောလို့လေမြင်မိုးရနော်ဟိုနေ့ကဆိုကွယ်အဲ့လိုနိုရာကိစ္စတခုနဲ့အပြင်သွားတာလမ်းမသိတော့အဲ့လိုမှန်လေးချာပြီးမေးလဲတော့နော်အန်တီရဲ့ဒီနားအိုင်လန်းလေးဆိုကမလေးမြင်မိုးရနော်တဲ့နေ့ကငါးရဲအေးဟိုနားမှာ ဲ့လိုကားသီလာနော်ရောဒါတော့နော်ဒါတော့နော်ရော music video တော်တော်များများမှာနော်ရောတေးဥဆောင်ထားတာဒါပေမဲ့အဲ့လိုနော်ရောဖြတ်ခနဲမြင်တာလည်းမှတ်မိဖို့ဆိုတာမလွယ်ဘူးကဲပါအဲ့ဒါနောက်ဆုံးမင်းကပူတာပဲနိုင်နိုင်တော့နော်ဖင်ဆိုတဲ့တချင်းရတဲ့ဘလို့စပြီးတော့ဖြစ်လာခဲ့ရလဲတချင်းလေးနည်းနည်းတော့ဆိုပြပါလားအဲ့တချင်းကနော်ရဲ့ music producer ကိုဒေးဘရိတ်ကစပေးရပါတော့အဲတချင်းနော်ရောအဲ့လိုပေါ့နော်နော်ရောလုံနေကြပုံစံနေတဲ့ကနော်ရောအဲ့လိုတော်တော်ပြတော့သူက ဟာတဲ့ပြင်းနေတဲ့ဒါတွေပဲတီးနေရတာနည်းနည်းအစ်စ်အစမ်းလေးတီးကျင်နေတယ်အဲ့တော့အဲ့လိုမျိုးလေးတပုတ်လောက်ပြဆိုအာနော် तू ကအစ်စ်အစမ်းတီးကျင်နေဆိုကို့မှာအစ်စ်အစမ်း idea မရှိဘူးလေတိလားအာနော်ဘာတွေငါ့ကိုပြောနေရလဲကိုတိရောအာနော်စဉ်းစားစဉ်းစားစဉ်းစားလို့မရအောင်အဲ့ဖြစ်ရှင်တော့ဒါအဲ့ဒီတခြင်းမရေးခင်မှာနော်အရှိရမှာ anti တို့ဆွဲခြင်းကိုနော် anti ဂုံးမုံနဲ့ရိုက်ထားအမှနော်နှာခေါင်းကိုအကြီးတက်ထားတာအဲ့နှာခေါင်းကတအားအဲ့လိုလေးနှာခေါင်းကကျက်ရဆိုလေးတအားနာလဲနာရားလဲရားရတဲ့ အဲ့ဟာအဲ့အဲ့အနာလေအဲ့နောက်မှာကြံနေတော့လေအဲ့တချင်ကိုရေးကန်နေတော့ तू ငါ့ကိုဘာတွေရေးခိုင်းနေလဲမသိဘူးဗောတအားထူးထူးဆန်းဆန်းနေဘာတွေပြောနေရလဲမသိဘူးအဲ့နဲ့အဲ့ဟိုကုတ်ဒီကုတ်ဆန်းဆန်းနေအဲ့အနာကိုသွားထောက်မိတယ်သွားထောက်မိရတော့မှာအဲ့မှာနှကမ်းမွေးကိုဆပြီးတော့အမှတဲလိုက်တာနှကမ်းမွေးဟုတ်တယ်ဗောအားနဲ့စာအုပ်ထဲမှာနော်တချင်ရေးတော့မယ်စာအုပ်တော့အုပ်ချဘောပင်တော့နဲ့အပြင်ဂီတာတစ်လုံးချပြီးတော့အဲ့လိုလှုပ်ချင်တာရှောက်လှုပ်ပြီးအဲ့လိုဟိုတစ်လုံးရအိုင်ဒီယာတစ်လုံးကတစ်လုံးချရေးဗောနော်အမှနှကမ်းမွေးအရေးထားလိုက်ရေးပြီးတော့ဟိုလှုပ်ဒီလိုလှုပ်နေတယ်ပြီးတော့မှာ နှာခေါင်းမွေးငါဘာဆက်ရမလဲစဉ်းစားရတော့ဗာနောက်ကြတော့မှာနှာခေါင်းမွေးကြီးတွေနဲ့သူကြိုက်တာမင်းသားချက်လီတယ်မစိုးပေါ့နော်နည်းနည်းလေးကန်ရလေးမိရယ်ပေါ့အဲ့နဲ့ရင်းရင်းနဲ့အဲ့လိုတကြောင်အဲ့တလုံးကနေစလိုက်တာရင်းရင်းနဲ့ဖဲ့တပုတ်လုံးဖြတ်နှာခေါင်းမွေးကစခဲ့ရဒါတချင်းလို့ပြောအောင်အင်းပေါ့နှာခေါင်းမွေးအဲကိုကိုနှာခမ်းမွေးနဲ့ကိုစလိုက်တဲ့သချင်းပေါ့အဲ့ဟာကနေပြီးတော့အဲ့လိုတလုံးရေးရင်းနဲ့နောက်ပိုင်းဟာတွေကသူ့အတူအချိန်ဆက်မိပြီးတော့လေတလုံးရေးတလုံးရေးတလုံးရေးနဲ့အဲ့လိုတပုတ်လုံးဖြစ်သွားတာဖြစ်သွားတာဆိုအဲ့ဟာလေးဆိုလို့ရှင်လည်းနားထောင်ရတယ်နားထဲမှာဆွဲရတယ်ပေါ့နော် တကလေးတော်များများလည်းကြိုက်ကြတယ်ဟုတ်တယ်မလားအဲ့လိုဟုတ်တယ်နော်ဖန်နေမှာဆိုကလေးတွေပုံများမယ်တဲ့ဒါပေါ့ကလေးတဲ့နေကွာနော်အဲ့လိုအပြင်တွေပါသွားရင်ဥမာကွဲတော့ဆိုင်ပွဲပါညာဆိုရဲဆိုရင်လေလူကြီးတွေကလေအဲ့လိုကလေးတွေအကုန်လုံးခေါ်လာပြီးတော့သူတို့ကြိုက်တဲ့အဆိုတော့မဟုတ်လို့လာပြတာအဲ့နော်ဆိုတဲ့နေ့ဆိုရင်အဲ့ဆိုင်တဆိုင်တော့ကလေးတွေအပြည့်ပဲအဲ့လိုတစ်ခါလေးဆိုလေအံ့ဩအဲ့နောက်ဆုံးဆိုခဲ့တဲ့ပွဲဆိုလေတော်တော်အံ့ဩတာဆိုင်ထဲကိုစဝင်ကလေးကကလေးတွေပဲ ဟဲ့ဘာလို့လဲပေါ့ကလေးတအားများတာပဲပေါ့နော်မဲဟုတ်မလဲကိုလည်းချင်းဆဆိုရောပန်းကုန်းလာချာလဲကလေးတွေကလေးအဲ့လိုအဲ့လိုကြအကုန်လုံးကလေးတွေဟုတ်တယ်ဗီဒီယိုလေးမှာလည်းတွေ့တတ်ပါကကြရတယ်တို့ရယ်လေနိုင်ဘူးတို့အဲ့လိုလေတို့စိတ်ထဲမှာနော်ကိုလေကြည်ရတာတငယ်ချင်းလို့ထင်နေပုံရတယ်နော်စိတ်ထင်လေဟိုကအစိုးရတို့ချိုက်တဲ့အစိုးရလည်းမဟုတ်ဘူးကွာအမှုပညာရှင်လည်းမဟုတ်ဘူးကွာဘာမှမဟုတ်သူတို့အဲ့လိုညာတိုင်းချောတိတ်နေတဲ့အမကြီးပေါ့အဲ့လိုထင်နေပုံရရွာအပြင်မှာတွေ့ရင်လည်းလေအဲ့လိုတငယ်ချင်းတွေလိုပဲ ိုဟိုတက်လောက်ဆိုမမက်ရအမတ်တရဆိုအိမ်ကိုခလေးလေးနဲ့အဲ့လိုလက်ကလေးချိတ်ပြီးတော့ရနော်အိမ်မှာမရှိဘူးအမေစီကိုအဲ့လိုဒါလာခါမိုင်းနော်မိုင်းနော်ဆိုအိမ်ရှိလာအော်အဲ့နဲ့အမေကဟဲ့ဘသူလဲပေါ့ဘာလဲဆိုကလေးလေးနဲ့အောင်မင်းကလေးနဲ့အောင်ဆိုအမေကထွက်မေးသမီးတို့ဘာလဲဆိုမိုင်းနော်ရာစီလာလေရအဲ့နဲ့ဟင်ခေါ်လာလို့လားဆိုမုန်းလေတဲ့ဒီတိုင်းပဲလမ်းကြုံလို့ဝင်လေအဲ့လိုပြောတော့အမေကလေအံ့ဩပါဗျာဟင် နင်တို့ဒီ hair လေးတွေနဲ့ကလေးတွေနော်လုံးဝငငယ်လေး10နဲ့17နှစ်အဲ့လောက်ကလေးရရှိသေးရကြောလေဟဲ့သမီးတို့အဲ့လိုရှောင်မသွားရဘူးဘာညာနဲ့အမေကပြောပြီးပြန်လှုပ်လိုက်တယ်အိမ်လေးရောက်အမေကမေးတာသမီးရဲ့နင်ကလေးတွေဘာလဲအိမ်လေးဖိတ်ထားကြဟဲ့ကလေးအိမ်လည်းဖိတ်ရမှာလဲပေါ့ကလေးအိမ်လည်းဖိတ်လဲမိဘနဲ့ဖိတ်မှာပေါ့ကလေးပဲတော့မဖိတ်ပါဘူးပေါ့အေးအမားရဲ့နေ့စီလာလဲတာဆိုပြီးတော့ကလေးလေးနှစ်ယောက်ရောက်လာတယ်ဆိုတော့သူတို့စိတ်ထဲမှာနော်အဲ့လိုသူတို့ညာတိုင်းချောတိတ်နေကြအမားကြီးသူတို့သူတို့တချင်းနေဆိုးဆိုးပြတဲ့အမားကြီးပေါ့သူတို့တကယ်ချင်းတကယ်ချင်းကသူတို့အဲ့လိုထင်နေကြတာ ဟုတ်ပါဘူးအဲ့ဆိုအဲ့တငယ်ချင်းလေးတွေအတွက်တချင်းလေးတချောင်းတော့တောင်းမလို့ရှင်လည်းနည်းနည်းလောက်ပေါ့ဆွေရအောင်အဖယ်လေးဖယ်ဆိုပြအောင်โอเคနှကမ်းမွေးကြီးရယ်နဲ့သူကြိုက်တာမင်းသားဂျယ်လီရယ်တတူသိကြိုက်တာလည်းလန့်ကြီးရင်အယုတ်သေးကြီးလိုပဲတိတ်မိုက်တဲ့ body structure နဲ့သူကတော့ကျမအကြမ်းထိုင်ပါပဲအဲကောင်းလိုက်တာဝိုင်းလိုက်တာကျေးဇူးတင်ပါရှင် ဲ့ကဲပါအဲ့ဆိုလို့ရှင်တော့ဒါမင်းကွန်းနေနဲ့ကုံပြီးပါတော့ကုံရယ်နော်ဟုတ်တယ်တေးကြရယ်နော်အတေးကြရယ် ဆိုတော့အခုဆိုရင်ဖိကြားဖိကြားကျေးဇူးများကြီးတင်ပါတယ်။နော်လည်းကျေးဇူးတင်ပါတယ်เนาะ။ဘူးတကောက်ဟိုးခလေးဘွားအမှတ်တရတွေပါပြန်ပြောခွင့်ရကျေးဇူးတင်ပါတယ်။တကယ်လည်းလို့ထူးထူးဆန်းဆန်းလေးနဲ့ကြားရတော့ဗောနော်တကယ်ပျော်ရတယ်စကားပြောရတဲ့ session လေးရလေ။ဟုတ်ကျေးဇူးတင်ပါတယ်။နော်လည်းပျော်ပါတယ်ဟုတ်။ဟုတ်ကဲ့ပါ။ဆိုတော့ဒါအခုကောလက်လောလှုပ်ချောင်းမှုလေးလည်းဒါမေးပြီးသွားပြီဆိုတော့ပရိသတ်တွေကိုပြောချင်တာလေးတွေများထပ်ပြီးတော့ရှိသေးရဆိုလို့ရှိရင်ကင်မရာလေးကိုကြည့်ပြီးတော့ပြောပြပါအောင်အာပရိသတ်တွေကိုပြောချင်တာကကြတော့ဟိုကပေါ့နော်အဲနောက်ထပ်ချင်းတွေထွက်ဖို့ရှိပါသေးတယ် အဲပြီးတော့အခုနောက်ဆုံးအခုထွက်ခဲ့တဲ့အချစ်သင်ခန်းစာအဲနောက်အင်းလေးထီပေါ့နော်နောက်အင်းလေးထီရောအချစ်သင်ခန်းစာအထီရောနွားကိုအားပေးတဲ့တယောက်ချင်းစီတော့နွားကျေးဇူးများကြီးတင်ပါတယ်လို့ဘာတချင်းလေးထွက်ထွက်ပေါ့နော်နွားကိုအကုန်လုံးကအဲညနာငယ်အောင်မထားကြဘူးပေါ့နော်အကုန်လုံးနွားဝိုင်းပြီးတော့ support ပေးကြတဲ့တယောက်ချင်းစီတော့ကျေးဇူးများကြီးတင်ပါတယ်အဲ့ဒီအတွက်လည်းပို့ပြီးတော့ကြိုးစားပါဦးမယ်ပြီးတော့ဒီနေ့စီဇန်မှာပေါ့နော်နွားတို့စကားပြောသွားတဲ့အထက်မှာအမှားလေးပဲဖြစ်ဖြစ်ပေါ့နော်နွားတို့ပြောသွားတာဟို ီတိုင်းအပျော်သဘောလေးပြောကြတာဆိုတော့လေအမားလေးပဲဖြစ်ဖြစ်နားထောင်လို့မကောင်းတာပဲဖြစ်ဖြစ်ပေါ့နော်နော်ရာတို့ပြောတာဆိုတာရိုင်းသွားတာပဲဖြစ်ဖြစ်တခုခုများပါခဲ့သည်ရှိတော့နော်ရာတို့ခွက်လွက်ပါလို့နော်ရာဒီနေ့ကနေတောင်းပန်ပါရှင်ဟုတ်ကဲ့အခုဆိုလို့ရှိရင်တော့အားလုံးလည်းစုံစုံစီစီပြီးသွားပြီဆိုတာနှုတ်ဆက်မယ်ချိန်ပဲဖြစ်ပါတယ်ဟုတ်ပါဒါဒီနေ့စီစဉ်လို့လည်းလာပြကျေးဇူးများကြီးတင်ပါတယ်ကျေးဇူးပါရှင်ဆိုတော့နှုတ်ဆက်လိုက်တော့မယ် လုံးမိတ်တတာအလုံးမိတ်တတာပါဒီဘက်ရဲ့ fan plus season ဒါအစားအဆုံးကြည့်ရှုပေးခဲ့ကြတဲ့ပိတ်သက်အားလုံးလည်းကျေးဇူးများကြီးတင်ပါတယ်နောက်ထပ်လည်းဒီလိုမျိုးပဲဒါချစ်စရာကောင်းတဲ့အမှုပညာရှင်တွေကိုဖိတ်ခေါ်ပြီးတော့ interview season လေးလုပ်သွားအောင်မို့လို့ဆက်ဆက်ဆောင်ကြည့်ပေးကြပါအောင်ရှင်ကြည့်ရှုပေးရရောက်စီတိုင်းကျေးဇူးများကြီးတင်ပါတယ်အလုံးမိတ်တတာ